န်းရောင်ချေရဲ့ပွဲတော်ဝစ်ဆောင်ကြောင့်မင်္ဂလာပွဲမှာသရိုသမီးနှစ်ယောက်နဲ့လို့စားနောက်ခံနေရတဲ့အပိုင်တကုံအလုံးမဲမင်္ဂလာပါဗမစ်နောင်ကနေချွတ်ဆိုလိုက်ပါတယ်ပိုင်တကုံဟာသူသိချင်းရတဲ့မတ်လင်းမြဖူးနဲ့တရားဝင်လက်ထက်ကမင်္ဂလာပွဲတွေကိုခန်းခန်းနားနားနဲ့ဟာကနေဟင်နဲ့ဖြစ်အောင်ကျင်းပနေခဲ့တာပါလက်ထက်တုံးကတော့မတ်လင်းမြဖူးတယောက်ထဲနဲ့သာလက်မှတ်ရေးထိုးခဲ့ပေမဲ့လည်းတကယ်တမ်းဒင်းနောက်ပွဲလေးကျင်းပတဲ့အချိန်မှာ တရိုသမီးနှစ်ယောက်နဲ့လို့ဆိုရှယ်မီဒီယာမှာစာနှုတ်ခံနေရတာပါအကြောင်းရင်းကတော့ပန်းရောင်ချဲရဲ့ဝတ်စုံကြောင်ဖြစ်ပါတယ်ပိုင်တကွန်နဲ့မလင်းမြဖူတို့ကသူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲလေးကိုအနည်းပညာရှင်အတိုင်းဝန်းကလူတွေအကုန်လုံးကိုဖိတ်ထားခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့လဲအလုံးကတက်ရောက်ပေးခဲ့ကြတာပါပန်းရောင်ချဲကအနည်းပညာလောကမှာဆိုရင်ပိုင်တကွန်နဲ့တငယ်ချင်းအရင်ကြီးလိုခင်ရတာဖြစ်တဲ့အတွက်မင်္ဂလာပွဲကိုမဖြစ်မနေတက်ရောက်ပေးခဲ့တာပါမင်္ဂလာပွဲမှာလည်းတငယ်ချင်းတွေရဲ့အမှတ်တရစကားအစီအစဉ်အနေနဲ့ပိုင်တကွန်တို့အတွက်ပန်းရောင်ချဲကယင်းထဲကရှိတာတွေကိုပြောပြခဲ့ပါသေးတယ် ပိုင်းအောင်ချဲပြောပြတဲ့စကားလုံးတွေကလည်းတကယ်ကိုချင်းနိုးစရာကောင်းသလိုပိုင်းနခွန်ကမလင်းမြဖြူအပေါ်မှာဘလောက်ထိချစ်ပြီးတမိုးထားလဲဆိုတာကိုပါသိခဲ့ရပါတယ်။တငယ်ချင်းပိုင်းနခွန်အတွက်မင်္ဂလာပွဲမှာမလင်းမြဖူစီကနေအမှတ်တွေရအောင်အရင်ကအကြောင်းတွေကိုပါပြောကစပုတ်ပေးခဲ့တာပါ။အကောင်းဆုံးတငယ်ချင်းအနေနဲ့ပွဲတက်ပေးခဲ့ပေမယ့်ပိုင်းအောင်ချဲကဝစ်ဆောင်အနေထားကြဝေဖန်ခံနေရတာဖြစ်ပါတယ်။ပိုင်းအောင်ချေဟာညစာစောက်ပွဲလေးဖြစ်တာမို့အဖြူရောင်ခေါင်ဝင်လေးကိုရွေးချယ်ခဲ့တာပါအဖြူရောင်ခေါင်ဝင်ကမှခေါင်ဝင်ကောက်ကောက်လေးကိုရွေးချယ်ခဲ့ပါတယ် ဒါကြောင့်မို့လဲလူတွေကပြောစရာဝေဖန်စရာဖြစ်လို့နေတာပေါ့။ပန်းရောင်ချဲ့ရဲ့ဝတ်စုံကသတို့သမီးတယောက်ရဲ့ဝတ်စုံနဲ့တူနေတယ်လို့ဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်။သတို့သမီးတွေကမင်္ဂလာပွဲဆိုရင်အဖြူရောင်ကိုသာဝတ်ဆင်ကြတာပေါ့။ဒါကြောင့်မင်္ဂလာပွဲသွားတဲ့လူတွေကအဖြူရောင်ကိုတိတ်မဝတ်ကြပါဘူး။အဖြူရောင်ကောင်းဝင်ကာကာမျိုးတွေကိုဆိုရင်ပို့ပြီးတော့ရှောင်ကြပါတယ်။ပန်းရောင်ချဲ့ကသတို့သမီးနဲ့တူအောင်ဝတ်လို့သတို့သမီးလို့တောင်ထင်ရတယ်ဆိုပြီးဝေဖန်နေကြတာဖြစ်ပါတယ်။တချို့ကလည်းပိုင်တကွန်ကိုမင်္ဂလာပွဲမှာသတို့သမီးနှစ်ယောက်နဲ့လို့ထင်နေတာဆိုပြီးစားနောက်နေကြတာပေါ့မင်္ဂလာပွဲသ ွားမယ်ဆိုရင်အဝယ်စားတဲ့အပြင်ဆင်ကလည်းတကယ်ကိုအရေးကြီးပါတယ်။ပတ်ဝန်းကျင်မှာအလုံးယူဆထားကြတာကအဲ့တဲ့ရီကသရိုသမီးထက်လှနေအောင်မပြင်ဆင်ရဘူးဆိုပြီးကန့်သတ်ထားကြပါတယ်။အဆိုပါပွဲနေ့မှာသရိုသမီးကသာအလှဆုံးဖြစ်နေတဲ့နာကြောင့်ဖြစ်ပါတယ်။အခုလိုကန့်သတ်ချက်တွေကြောင့်ပဲပန်းရောင်ချေကသရိုသမီးကိုလိုက်ထုတ်ပြီးဝစ်ဆင်နေတဲ့ဆိုတဲ့ခေါင်းစဉ်အောက်ကိုအလိုလိုရောက်သွားတာပေါ့။တကယ်တော့မင်္ဂလာပွဲကြီးကိုလာမဲ့သူတွေရဲ့ဝတ်ဆောင်ကိုပိုင်တကွန်တို့ဘက်ကသတ်မှတ်ထားပြီးသားပေါ့။ တက်လာရမယ့်အယောင်၅မျိုးထဲမှာအဖြူရောင်လဲပါတဲ့အတွက်ပန်းရောင်ချဲကအဖြူကိုရွေးချယ်ဝတ်ဆင်ခဲ့ပါတယ်။ပန်းရောင်ချဲကလည်းတမင်တူချင်းလို့မဟုတ်ဘဲအယိုးရှင်းဆုံးသာဝတ်ဆင်ခဲ့တာပေါ့။ပွဲကိုလာကြတဲ့သူတွေထဲမှာအဖြူရောင်ကိုဝတ်ဆင်တဲ့သူကအရန်ကိုရှာခဲ့ပါတယ်။တော်တော်များများကသတို့သမီးနဲ့အယောင်မတူအောင်အညိုရောင်ကိုသာဝတ်ဆင်ကြတာများပါတယ်။မေမြင့်မို့အင်းမြတ်သူတန်နာဘုံတင်းသေးဘုံနဲ့အခြားအနုပညာရှင်တွေတော်တော်များများလဲအညိုရောင်ဝတ်ဆောင်ကိုဝတ်ဆင်ကြတာပါ ပိုင်းအောင်ချေကပိုင်းတကွန်တို့အတွက်မင်္ဂလာပွဲကိုအကုန်ပြုတဲ့အနေနဲ့တချင်းနေလဲဆိုပေးခဲ့ပါသေးတယ်။ပိုင်းအောင်ချေရဲ့ဝတ်ဆောင်ကသရိုသမီးလို့ထင်ရလောက်တဲ့အထိတူနေတယ်လို့ထင်လားဆိုတော့ပရိသတ်တို့ရဲ့အမြင်ကိုလည်းခေါမမပြပြခဲ့ပါအောင်နော်။အလုံးစုံကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။